ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတတ်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခုကျွန်တော်တို့ Premier League မှာရောဥရောပပတ်မှာအခုဆိုရင်ကြာကျွန်တော်တို့ Premier League မှာဆိုရင်ဇက်တိုက်တွေရလက်ကောင်းလာတဲ့ Arsenal ကိုလူတော်များများကစပြီးစောင့်ကြည့်လာတဲ့ဇယားထိပ်မှ9မှတ်ထိဖြတ်ထားပြီးတော့မှလီဘွေးဆက်တိုက်ပြိုင်ပွဲဆုံရှုံးပြီးပရီးမီယာလီဂ်နောက်ဆုံး၃ပွဲရှုံးလာတဲ့လီဗာပူးပေါ်ကိုအတန်ရှင်းတွေ PR တွေနဲ့လူတိုင်းကထုတ်ပြနေတဲ့ပြောနေကြတဲ့အချိန်မှာ လုံးဝကိုမတိမတာနဲ့အတန်တိတ်နဲ့တရေရိပ်နဲ့တက်နေတဲ့သင်က Manchester City ဘသူမှ Man City ကိုဂယူမဆိုင်ပဲလွတ်ထားတာ Man City ကလွတ်လို့မရကျွန်တော်အမြဲပြောတယ် Pep Guardiola နဲ့ Manchester City ဟာဘယ်တော့မှ short တော့လို့မရတဲ့အသင်း ချန်ပီယံဆုကိုအကြိမ်ကြိမ်ရယူထားတဲ့အသင်းချန်ပီယံဆုကိုအကြိမ်များစွာရယူထားတဲ့စိတ်ပိုင်းဆိုင်ရာ mentality အပြည့်အဝရတဲ့အသင်းအောင်မြင်မှုတွေကိုကောင်းကောင်းသိထားတဲ့အသင်းကမ္ဘာအကောင်းဆုံးနီးပြပိုင်ဆိုင်ထားတဲ့အသင်းပြည်တွင်း travel ရော international travel ပါရထားတဲ့အသင်းပြီးတော့ကမ္ဘာအကောင်းဆုံးတိုက်စင်မှုလို့ပြောတဲ့ဂျိုသားတိုက်စင်မှုကိုပိုင်ဆိုင်ထားတဲ့အသင်းအခု Manchester City ရဲ့ superstar Erling Haaland က12ပွဲဆက်တိုက်ကလပ်နဲ့လေဝေးစင်အတွက်အတွင်းတယ်ဒီနေ့ညတကူးထပ်သွင်းတော့ ချန်ပီယံလိမှာအခုလက်ရှိမှာစုစုပေါင်း၄ကိုတွင်းထားတယ်ပရီးမီးယားလိမှာ၁၁ကိုချန်ပီယံလိမှာ၄ကိုနဲ့နိုင်ငံလည်ရွေးစင်မှာလည်းတွင်းထားတာပါအခုတို့ဟာလန်ကဒီယာတီမှာတိုတယ်23ကိုဆို24ကိုတွင်းပြီးသွားပြီ23ကို25ကို26ကိုတွင်းပြီးသွားပြီ26ဒီနေ့ယာတီကလပ်နဲ့လည်ရွေးစင်မှာတွင်းထားတဲ့အားကကြောက်ဖို့တော့ကောင်းတယ်မန်ချက်စတာစီးတီးနဲ့ပတ်သက်လို့ကျွန်တော်အမြဲတမ်း City ကိုဘယ်တော့မှ right of right from လို့ပို့။ဘာကြောင့်လဲသူတို့ဟာ Champions League ကိုအမြဲရဖို့တယ်။ Guardiola နဲ့ Man City ဟာအချိန်မြွေးပြန်လာတယ်။ကျွန်တော်တို့2020တုန်းက Liverpool ကအရန်ကောင်းခဲ့ပြီးမပေး Champion ဖြစ်သွားတဲ့အချိန်မှာ Manchester City ကတော်တော်ကိုဆူဆူဝါဖြစ်သွားတယ်။ဒါပေမဲ့နောက်ရာသီ၄ရာသီစက်တိုက် City က Champion ဖြစ်သွားတယ်။ ဇက်တိုက်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 ဖြစ်သွားတယ်အဲ့ဒါပါလဲဆို City ရဲ့ Guardiola ကြောင့် Manchester City က okay Kevin De Bruyne တို့ De Bruyne တို့ Silva အသက်ကြီးလာပြီ Kevin De Bruyne မရှိတော့ဘူး Riyad Mahrez မရှိတော့ဘူးအဓိကကစားသမားတွေမရှိတော့ဘူး Jack Grealish မရှိတော့ဘူး Edison နဲ့ Kyle Walker သူတို့ရဲ့ generation တစ်ခုလုံးမရှိတော့သည့်တိုင်အောင်တွေးတဲ့လူတွေစိတ်တဲ့လူတွေအပြောင်းလဲတွေနဲ့ transition ကာလကိုကောင်းကောင်းဖြတ်သားနိုင်တယ်အခုဆိုရင် စာချုပ်တတန်းတူပြီးကြက်ကစပိန်မျိုးဟာတည်စစာပြောင်းလဲလာပြီးတော်တော်ကြီးကောင်းလာတယ်။ဒိုကုကလည်းဒီဟာဒီမှာတော်တော်လေး improvement ဖြစ်လာတယ်။အရန်ကနေအစားထိုးရင်ပဲဖြစ်ဖြစ်လူပွဲထွက်ကင်ပေးရင်တောင်မှ reliable ပဲဖြစ်တာ Oscar Bot Phil Foden တယောက်ပဲကျွန်တော်တို့သူ့ရဲ့ potential အကောင်းဆုံးကိုမပြတ်မတွေ့ရဘူး။လွန်ခဲ့တဲ့တစ်နှစ်ကျော်ကသူဟာအရန်ကောင်းခဲ့ပေမဲ့အဲ့ခြေကိုမမိသေးဘူး။ So Foden ရှိကလိုအပ်ချက်တချို့ရှိတယ်။ Omar Mamu ရှိကကျွန်တော်အကောင်းဆုံးပုံစံမတွေ့ရသေးဘူး။ Ryan Charkey ရှိကကျွန်တော်လိုအပ်ချက်တွေရှိနေသေးပေမဲ့ ရိုင်းတာဆိုလူကစားမားရှိကကောင်းနေပြီရူဒရီတောင်ကျွန်တော်တို့ကအခုလောလောဆယ်မှာ fully fit ဖြစ်နေတာပေါ့ဘူးဆိုတော့အဲ့ဒီချိန်မှာတော့ city မှာ fordan တို့ mamush တို့ရူဒရီတို့လူကစားမားရှိကထပ်ပြီးတော့နောက်ထပ်စွမ်းဆောင်ရည်တွေထပ်ရမယ် quality ထပ်ရမယ် city ကပိုကောင်းလာဖို့ပဲရှိတယ်အခုပြ DS နဲ့ AK နဲ့ John Stone နဲ့ Chesco Guardiola နဲ့အဲ့ center back ၄ယောက်က solid ဖြစ်တယ်ဗျ right back မှာအခုလောလောဆယ်အားကိုးနေရတဲ့ ်ကူဆာနိုရဲ့မတီးယန်နူနက်စ်ရဲ့ရီကိုလူးဝစ်ရဲ့လက်ဖက်ကနီကိုအိုရိုင်လီရဲ့အခုအက်ကနော်ရီပြန်လာပြီပဲထားနောက်ချက်စကိုဂွာဒီယိုအကုန်လုံးဂျန်လူဂျီဒူနာရူမသူရောက်ခဲကရှုံးပွဲလုံးဝမရှိသေးဘူးတဘောတရရှင်းရှင်းဆိုအဲ့ဒါကိုကြည့်ကြပြီးမန်ချက်စတာစီးတီးဟာဂိုကီးပင်းပိုင်းမှာရော defensive ဘိုင်းမှာရော okay ကွင်းလေက maybe အရန်ကြီးဆူမိုးလောက်တဲ့ပုံစံမရှိတော့သေးတိုင်အောင်မတီယိုကိုဗစ်ချ်ပြန်လာပြီနောက်နီကိုကွန်ဇာလည်းလည်းရှိတယ်ရိုဒီတာ 100% fully fit တဲ့အကောင်းဆုံးပုံစံပြရင် city ကလုံးဝ on fire ဖြစ်မှာဆိုတော့ကျွန်တော် city ဟာမတိမတာနဲ့မြန်မာကျွန်တော်ပြည်သက်တွေပြောပြောရခိုးခိုးပြီးရှုံးနေဆိုတော့သူတို့ကခိုးခိုးပြီးနိုင်တာနိုင်ရင်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 ကျွန်တော်မှ city တော့ကြောက်တယ်ဘာတိုင်းပြောတာဒီရဒီမှာ Manchester City က Arsenal ကိုအဓိကချင်းချောင်းနိုင်မဲ့သူဖြစ်တယ် Liverpool ကတော့ဒါ champion ဖြစ်တဲ့အတွက်ကြောင့်သူ့မှာအချက်စီအများကြီးရှိတယ်ဒါပေမဲ့ Manchester City ကကြောက်စရာကောင်းတဲ့ အသင်းဖြစ်ပြီးတော့နီးပြဂွာဒီယိုလာကြောက်ရောအခုတိုက်စစ်ကဒိုင်းတိုင်းသွင်းနေတာဟာလာဟာလာဆိုကြည့် one chance one goal one chance one goal ပဲအဲ့ဒါပွဲတိုင်းလုပ်နေတာအရင်တော့ De Bruyne မရှိဘာမှမလုပ်တတ်ပါဘူးဆိုတော့ဟာလန် De Bruyne မရှိဘဲနဲ့သွင်းနေတာဒိုင်းတိုင်းပဲ2023ကလို့ပြောဆို Manchester City နဲ့ Guardiola အသင်းပြန်လာပြီလားတကယ်ပဲ ဒါလူမသိသူမသိနဲ့နိုင်ပွဲစတဲ့တဲ့မန်စီးတီးကဒါသူတို့22 23 23 24ကလို့အကောင်းဆုံးပုံစံနဲ့စီးတီးကိုတတိဖားတတိထားဆောင်ကြည့်ရတော့မလားဘလို့မြင်ကြလဲကျွန်တော်တို့သေချာပေါက်ဆောင်ကြည့်ရမယ်တတိထားရမယ်ချန်ပီယံတို့အမြဲတမ်းရေပန်းစားနေတဲ့အသင်းလို့မြင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်